PP2 storyline ကနေကြိုဆိုလိုက်ပါတယ်เนาะဒီနေ့ PP2 ပြောပြပေးမယ့်ပုံမြင်လေးကတော့ပင်လေတမုတ်တရားကြီးရဲ့ဟိုးအနက်ဆိုင်ဆုံးတနေရာမှာတောက်ပတဲ့တဏ္ဍာကြောက်တန်းလေးတွေရောင်စုံငါးလေးတွေနဲ့လှပတဲ့ရေသူမာလေးတစ်ပါးရဲ့အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ကဲ တတီထူပျော်ပြပေးမယ့်ပုံမြင်လေးကိုနားထောင်ကြည့်ကြရအောင်နော်။အိုးရှိရှိတုန်းကတင်လေသမုတ်တရားကြီးရဲ့ဟိုးအနက်ဆိုင်ဆုံးနေရာတစ်ခုမှာတောက်ပနေတဲ့တန်နာကြောက်တန်းလေးတွေရောင်စုံငါးလေးတွေနဲ့ရေသူမလေးတစ်ပါးနေထိုင်နေ။အဲဒီရေသူမလေးရဲ့နာမည်ကတော့စင်ဒီယာတဲ့။စင်ဒီယာလေးမှာ တခြားရေသူမလေးတွေလိုပဲလှပတဲ့အမိလေးလည်းရှိတယ်။ဒါပေမဲ့သူ့မှာတခြားရေသူမတွေနဲ့မတူတဲ့ကွဲပြားတဲ့အရာတစ်ခုလည်းရှိတယ်။အဲ့ဒါကတော့သူတပားကိုကူညီချင်တတ်တဲ့စိတ်ထားလေးတစ်ခုပါပဲဖြစ်တယ်။သင်လေသမုတ်တရားကြီးထဲမှာ အဖိုးတန်ဆုံးယတနာလေးတစ်ခုရှိတယ်။အဲ့ဒါကတော့ လာမင်းပလဲလို့ခေါ်တဲ့ပလဲလုံးကြီးတစ်လုံးပေါ့အဲ့ဒီပလဲလုံးကပင်လေရေတွေကိုတန်ရှင်းတောက်ပါစေပြီးခြေအောက်ကတတဝလေးတွေအားလုံးကိုငိမ့်အေးစေတဲ့အစွမ်းတတိတွေရှိတဲ့ပလဲလုံးလေးပဲပေါ့ဝိုးဒီနေ့ပင်လေတင်ကြီးကအရန်ကိုမှချီနေနေတာပဲ ခင်ခင်ခင်လေးချိတ်လေးတွေကိုမိယာရှော့ပေးရအောင်မယ်။စင်ဒီယာလေးကနေ့တိုင်းခင်လေးကြီးကိုဂယုဆိုင်တဲ့ငါးသေးသေးလေးတွေမတော်တဆပြိမိနေရင်လေကူညီပြီးလှုပ်ပေးတဲ့ဒီလိုနဲ့နေ့ရက်ပေါင်းများစွာကိုပျော်ရွှင်စွာနဲ့ဖြတ်တန်းလာခဲ့တယ်။ဒီနေ့မှာတော့စိတ်မကောင်းစရာတစ်ခုဖြစ်လာခဲ့တယ်။ မနဲ့ဆောဆောစင်ဒီယာလေးနိုးလာတော့ရေအောင်မျိုးတော်ကြီးတစ်ခုလုံးမှောင်မိုက်နေတာကိုတွေ့လိုက်ရတယ်။ဒမလေးဘာဖြစ်တာလဲ။ဘာလို့ဒီလောက်မှောင်နေရတာလဲ။စင်ဒီယာလေးလဲချက်ချင်းပဲအရေးကြီးတဲ့လာမင်းပလဲလုံးထားတဲ့နေရာကိုတွားကြည့်လိုက်တယ်။အဲ့ဒီမှာပလဲလုံးကြီးပျောက်ဆုံးနေတာကိုတွေ့လိုက်ရတယ်။မဟုတ်သေးပါဘူး။ လာမင်းပလဲလုံးကြီးကြောက်သွားခဲ့ပြီအဲ့ဒီပလဲလုံးကြီးမရှိရင်ပင်လေကြီးကမြစ်ပတ်လာပြီးငါးလေးတွေလည်းဒုက္ခရောက်ကုန်တော့မှာပဲစင်ဒီယာလေးလည်းရဲ့ရည်တွေဝဲလာခဲ့တဲ့ဒါပေမဲ့သူဟာကုညီတတ်တဲ့ရေသူမာလေးဆိုတော့ငိုနေလို့မဖြစ်ဘူးဆိုတာကိုသူသိလိုက်တယ်သူကအမြန်ဆုံးပဲ ဆုံးဖြတ်ချက်တစ်ခုကိုရှာလိုက်တယ်။ဦးလေးရေဦးလေးရေ။ Oh, Cindya Liba la. Hello Dilo Data Chinya le de mi ye. Village de ku lom le. Mau me ni da ve. ဦးလေးရေလာမင်းပင်လေးလုံးကြီးပျောက်သွားပြီ။ဘသူပိုးသွားလဲမသိဘူး။ကျမတို့အမြန်ဆုံးပြန်ရှာမှဖြစ်မယ်။ Hola. Eddie Pelé Luna. ီအချီမနုံလူတမုတ်တရားဘလူကြီးကပဲကျူသွားတာလာမသိဘူးနော်ဦးလေးရဲ့အကြံပေးချက်အရစင်ဒီယာလေးဟာ ပင်လေတမုတ်တရားရဲ့အမှောင်ဆုံးနေရာဖြစ်တဲ့ပင်လေတွင်းနတ်ကြီးစီကိုခရီးထွက်လာခဲ့တယ်စင်ဒီယာလေးဟာကူးခတ်ရင်းနဲ့နောက်ဆုံးမှာတော့အီယာမဘလူးကြီးနေထိုင်တဲ့လျှို့ဝှက်ကူကြီးကို ရောက်ရှိသွားခဲ့တယ်။လူချင်းရှင်ကျမစင်နီယာပါဝင်လာလို့ရပါသလားရှင်။ဟတ်ဒူလေမာကူရေကိုဝင်လာရဲတူကကျမကျမရေသူမာလေးစင်နီယာပါရှင်။ပလဲလုံးလေးအချောင်းမေးချင်လို့ပါရှင်။ဘလူးကြီးများပလဲလုံးလေးကိုယူထားသေးလားရှင်ဟာ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  belelo hola nama erari te udamu shire jeranari shire kwa tabi me maile mama te ajiani lo ayanani re mi nabu makuni naimbu soye mingo panta laito me sindia lega အော်သွားခဲ့တယ်။သူမကတော့မကြောက်ပါဘူး။ ။ဘာဖြစ်လို့လဲဆိုတော့သူမကကုညီတတ်တဲ့ရေသူမလေးမလို့ပေါ့။သူမကအလူကြီးရဲ့ကြီးမားတဲ့လက်မောင်းကိုတေရှာကြည့်လိုက်တော့ရှင်ထက်ပြီးစူးတဲ့အစူးကြီးတစ်ခုကနက်နက်ဆိုင်ဆိုင်စိုက်ဝင်နေတာကိုတွေ့လိုက်ရတယ်။မကြောက်ပါနဲ့ဘလူးကြီးရှင်။ကျမကူညီပေးပါမယ်နော်။စင်ဒီယာလေးက သူ့ရဲ့ရေသူမလက်တင်းလေးတွေနဲ့နာကျင်နေတဲ့စူးချုံကြီးကိုမြင်သာစွာဆွဲထုတ်ပေးလိုက်တယ်။ဘလူးကြီးကနာကျင်လို့អော်လိုက်ပေမဲ့မကြခင်မှာပဲတက်တာရရသွားခဲ့တယ်။အိုးအရန်နာနေရတွေပြောင်းသွားခဲ့ပြီ။မင်းကအရန်ချင်တော့တတပဲ။ချေစုတဲ့မာတဲ့စင်ဒီအားလေးရဲ့ဘလေးလုံးမာတော့ မာကူနာမရှိတဲ့ခယူပတ်ချီချီကခေါ်ယူဘာတာဖြစ်လိမ့်မယ်ဟေရာကတောင်ပါနီရောဒူကသဘောချလို့ယူဒွာတာဖြစ်လိမ့်မယ်အလူကြီးရဲ့အကူအညီနဲ့စင်ဒီယာလေးဟာခယူပတ်ချီချီရှိတဲ့ကြောက်တုံးကြီးစီကို အမြန်သွားခဲ့တယ်အလူကြီးရဲ့နင်းကငါတို့ရဲ့နာမင်းတလဲလုံးကို ယူထားတယ်ဆိုတာငါသိပါတယ်အဲ့ဒါကိုပြန်ပေးလို့ရလားဟင်ပြန်မပေးချင်ဘူးကျွန်တော်အရင်ပြန်ချင်နေလို့ပါပလဲလုံးလေးကတောက်ပနေရမှုတကယ်ချင်းကိုထားချင်လို့ယူလာခဲ့တာပါဒါပေမဲ့ပလဲလုံးကကျွန်တော်ချီရောက်တော့မတောက်ပါတော့ပဲမဲမောင်နေတာပဲဟုတ်ပါတယ် ယူရဲ့ကြောက်ခုန်ထဲမှာလာမင်းပလဲလုံးလေးဟာအယောင်မတောက်ပါပဲမဲမောင်နေတယ်။ဘာလို့လဲဆိုတော့ခယူကကိုချိုးအတွက်ပဲယူထားတာကြောင့်ဖြစ်တယ်။ခယူလေးရဲ့ပလဲလုံးကိုပြန်ပေးလိုက်ပါနော်။အဲ့ဒါကကျင်လေတတဝါတွေအားလုံးအတွက်လိုအပ်လို့ပါ။ပြီးတော့မင်းအထီးကျန်နေတာမလား။ငါလေး နီးရတဲ့ငယ်ချင်းလုတ်ပေးမယ်လေနော်တကယ်လားစီနီယာလေးကကျွန်တော်လိုအဖွဲ့ချစ်တင်များတဲ့ခရူပိုက်ရှိကိုတငယ်ချင်းတကယ်လုတ်ပေးမှာလားလုတ်ပေးမှာပေါ့ခရူလေးရဲ့တငယ်ချင်းဆိုတာဘလို့ပုံတံမဲဖြစ်နေပါစေခူညီရမယ်လေမင်းသာကလေးလုံးကိုပြင်လဲရှိအတွက်စေတနာနဲ့ပြန်ပြီးခဲ့ရင် အဲ့ဒါကမင်းကိုပိုပြီးတောက်ပလာစေလိမ့်မယ်ခယူလေးလေးသဘောပေါက်သွားခဲ့တယ်သူဟာယူထားတဲ့ပလဲလုံးလေးကိုစင်တီယာလေးရဲ့လက်ထဲကိုပြန်ထည့်ပေးလိုက်တယ်ယူပါစင်တီယာလေးရဲ့ကျွန်တော်အမားလုံးမိတာပါစင်တီယာလေးဟာပလဲလုံးကိုပြန်ပြီးယူလိုက်တာနဲ့တပြိုင်နက်သေးမှပဲ လာမင်းပလဲလုံးကြီးဟာအလွန်တရာတောက်ပတဲ့အလင်းရောင်များကိုထုတ်လွှတ်လိုက်ပြီးပင်လေပြင်းကြီးတစ်ခုလုံးပြန်လဲပြီးလင်းလက်တောက်ပသွားပါတော့တယ်။ရေတွေကလည်းပိုပြီးကြည်လင်တောက်ပလာခဲ့တယ်။ဟိုးအားလုံးပဲအလင်းရောင်ပြန်ရပြီဟဲ့။စင်ဒီယာလေးဟာခယူလေးရဲ့လက်ကိုဆွဲပြီး သူတို့ရဲ့မြို့တော်ကို ပြန်လာခဲ့တယ်။ရေတတဝါတွေအားလုံးဟာလဲဝမ်းသာပျော်ရွှင်စွာနဲ့စင်ဒီယာလေးတို့ကိုကြိုဆိုခဲ့ကြတယ်။ဘလူးကြီးကလည်းဂူရဲကထွက်လာပြီးသူ့ရဲ့ကြီးမားတဲ့လက်မောင်းကြီးနဲ့ဂုံပြုတ်ပေးခဲ့တယ်။နောက်ဆုံးမှာတော့ပင်လေပြင်ကြီးတစ်ခုလုံးဟာလှပပြီး ကြည်လင်လေတဲ့ရေတွေနဲ့တူရေတတဝါလေးတွေဟာရေသူမာလေးစင်တီယာနဲ့တူတူအသက်ထက်ဆုံးပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတော့တယ်ကွင်။ကဲပုံမြင်လေးကတော့ဒါပါပဲကွင်။ကဲကလေးလေးတို့ရေပုံမြင်လေးဟာဆိုရင်စင်တီယာလေးရဲ့သူတပားကိုကုညီတတ်တဲ့စိတ်နဲ့ပင်လေကြီးကိုကဲတင်ခဲ့ပုံ ိုက်ချီလေးကလည်းတငယ်ချင်းကောင်းရခဲ့ပုံတို့ကိုပေါ်ပြပေးသွားတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်နော်ကလေးလေးတို့ဘဝမှာလေနေ့စဉ်သူတစ်ပါးကို ကူညီတတ်တဲ့စိတ်ထားလေးထားခဲ့ရင်ဘဝတစ်လျှောက်လုံးပျော်ရွှင်ရမယ်ဆိုတာကိုတီတီထူးကပုံမြင်လေးနဲ့တူတူပြောပြပေးသွားတာပဲဖြစ်ပါတယ်နော် ကဲတီတီထူးပြောပြပေးတဲ့ပုံမြင်လေးကိုသဘောကျတယ်ဆိုရင်တီတီထူးစတိုရီလမ်း channel လေးကို like and subscribe လေးပြီးခဲ့ပေးပါဦးနော်အားလုံးပဲပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ပါစေနော်ကလေးလေးတို့ရေအားလုံးပဲတက်တာပါ